ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းလေးကတော့ retouch နဲ့ပတ်သက်တဲ့အပိုင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ land hp မှာညီငယ်တယောက်ကကျွန်တော်လာမေးတာရှိရပါတော့ဒီ retouch ပြင်တဲ့ခါကြလို့ရှင်အဲဘယ်လိုမျိုးပြင်သင့်လဲပေါ့နော်ပြီးနောက်တစ်ချက်ကကိုပြင်လိုက်တဲ့ပုံလိုပုံကဘယ်အချိန်မှာအဲ့ပုံကပြီးသွားတယ်လေဆိုတာပေါ့နော်အဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ရှင်းပြခိုင်းတာလေးရှိတယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းကျွန်တော်ရဲ့အတွေ့အကြုံကအင်းကျွန်တော်ဒီ retouch နဲ့ပတ်သက်ပြီးတော့ ဟိုလိုအပ်တာလေးတွေကိုကျွန်တော် sharing လုပ်ပြမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့နည်းနည်းလေး intro လေးကျွန်တော်နည်းနည်းစသွားကြည့်မယ်โอเคယနေ့ခေတ်မှာကျွန်တော်တို့ဒီဓာတ်ပုံဆရာတွေတော်တော်များများအတွက်ပေါ့เนาะဓာတ်ပုံရိုက်တာတခုတည်းမဟုတ်ပဲねဒီပုံပြင်တဲ့အပိုင်းကိုလည်းကျွန်တော်တို့မဖြစ်မနေတီကိုတီရမယ်အချက်တခုဖြစ်လာခဲ့တယ်ပေါ့เนาะကျွန်တော်တို့အရင်ခေတ်တုန်းကဆိုလို့ရှိရင်ဓာတ်ပုံဆရာတွေကဒီဓာတ်ပုံရိုက်တာတခုတည်းတီုံနဲ့ကျွန်တော်လုံလောက်တယ်ပေါ့เนาะ ီပုံပြင်တဲ့အပိုင်းကိုကိုကဒီတာမန်လောက်တည်တယ်ဆိုရင်တော့မှပြဿနာမရှိဘူး။ဒါပေမဲ့ယနေ့ခေတ်မှာကျတော့ကျွန်တော်တို့ဒီ portrait ရိုက်တာပဲဖြစ်ဖြစ်ကျွန်တော် pre wedding ရိုက်တာပဲဖြစ်ဖြစ် wedding ရိုက်တာပဲဖြစ်ဖြစ်ပေါ့နော် retouching ကလည်းသူ့အပိုင်းနဲ့သူဟိုလိုအပ်လာတာပေါ့နော်။တချို့ဒီ commercial ရိုက်တာလည်းဆိုစင်ကျွန်တော်ပို့တော်မှလိုအပ်သေးတယ်။ဆိုတော့ကျွန်တော်တို့ဒီဓာတ်ပုံဆရာရဲ့အတွက်ကလည်းဒီ retouching ကိုကျွန်တော် professional နဲ့တက်ကြကျွန်တော်တို့တီးဖို့လိုတယ်။အဲ့တော့ကျွန်တော်တို့ဒီ ပုံတပုံပြင်ဖို့အတွက်ကိုပေါ့နော်ကျွန်တော်တို့ဒီကိုပိုင် offload တစ်ခုရအောင်ကျွန်တော်ကအားထုတ်ရတာပေါ့နော်ဒါမှလည်းကျွန်တော်တို့ကဒီ profession နဲ့ကြာကြာကျွန်တော်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်ကနံပါတ်1အနေနဲ့ပေါ့နော်ဒီ retest လုပ်တဲ့အဆင့်လေးတွေကျွန်တော်နည်းနည်းလေးရှင်းပြခြင်းတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီကိုရိုက်ကူးတဲ့ဒီ nebel ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ဒီ retest လုပ်တဲ့အဆင့်တွေကတော့ကွဲပြားမှုနည်းနည်းရှိမှာပေါ့နော် ဆိုပါဆိုကျွန်တော်ဓာတ်ပုံ photography fee ကျွန်တော်၄ခုလောက်ကျွန်တော်နည်းနည်းပြောပြရမယ်နံပါတ်၁ကကျွန်တော် portrait ကြီးပဲတည်တန်းရတဲ့သူပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီ wedding events တွေကျွန်တော်ဒီတခြားဒီ events တွေပေါ့ဗောနော်ဟိုတခြား activities ပါတဲ့ events တွေပေါ့အဲ့ဒါမျိုးရိုက်တဲ့သူတွေရှိမယ်ပြီးနောက်တစ်ခုကကျတော့ commercial တည်တန်းရတဲ့သူနောက်တစ်ခုကကျွန်တော်ဒီ pre wedding တည်တန်းရိုက်တဲ့သူပေါ့နော်ဆိုတော့ အဲ့လေးမျိုးမှာတော့မှကျွန်တော်တို့ကဒီ retouch လုပ်တဲ့အပိုင်းမှာမှာပါလူတို့ပူရှော့အရာဟိုပို့ပြီးတော့လောက်ရတဲ့အပိုင်းရှိသလိုကျွန်တော်တို့ဒီအချိန်မမြန်ဆန်ဆန်နဲ့လုပ်ပေးရတဲ့အပိုင်းလေးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ယနေ့ခေတ်မှာ retouch လုပ်တဲ့ software တွေလည်းကျွန်တော်တို့အများကြီးပေါ်လာခဲ့ပြီပေါ့နော်အဲဒါပေမဲ့လည်းကျွန်တော်တို့အဓိကသုံးတဲ့ software တွေကတော့ကျွန်တော်ဒီ Lightroom ရှိမယ်เนาะ Adobe Photo Adobe Lightroom ပြီးတော့ Adobe Photoshop ရှိမယ်ပေါ့နော် ီနှမျိုးကတော့ကျွန်တော်ဒီဗိုလ်တော်ကဆရာတွေအတွက်မဖြစ်မနေဆောင်းဆောင်းသားတွေနဲ့ software နှစ်ခုပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒီ portrait ရိုက်တဲ့ဓာတ်ပုံဆရာတွေအတွက်ကကြတော့ကျွန်တော် Adobe Lightroom လည်းကျွန်တော်တို့သုံးလို့ရတယ်အဲ Photoshop လည်းသုံးလို့ရတာပေါ့နော်ဆိုတော့သူတို့အတွက်ကကြတော့ဒီကိုသွားခြင်းနဲ့ပုံစံတော့တောင်းတောင်းတူချင်မှတူမှာပေါ့နော်ဆိုတော့ Photoshop တမအတွက်ကိုပဲကျွန်တော်ဒီနေ့ဥတီပြီးတော့ကျွန်တော်ပြောပြသွားမှာပေါ့နော် ဆိုတော့ကျွန်တော်တို့ double တပုံစပြီးတော့ပြင်မယ်ဆိုလို့ရှိရင် portrait တပုံရိုက်တယ်ဆိုပါစို့ portrait ရတာဘာကြောင့်ရတာလဲကျွန်တော်လူတစ်ယောက်ကိုပို့ပြီးတော့လှပသွားအောင်အဲသူเนาะသူရဲ့ posting နေဒီ background ဒီ lighting နေပေါင်းဆက်ပြီးတော့ကျွန်တော်ရိုက်ပြအောင်เนาะအဲ့တော့ဟုတ်ပြီကျွန်တော် number 1အနေနဲ့ကျွန်တော်ဒီအဲလူတစ်ယောက်ကိုပို့ပြီးတော့လှပအောင်ကျွန်တော်တို့ကရိုက်ပေးတာเนาะအဲ့တော့သူရဲ့မျက်နှာမှာရှိတဲ့အဆက်ပြောက်တွေကျွန်တော်တို့ဒီ cleansing ဆိုပြီးတော့ number 1ပေါ့เนาะဒါကတော့ကျွန်တော်တို့ဒီ reduction ရဲ့ number 1အဆင့်ပဲပေါ့เนาะ cleansing လုပ်မယ် ီနောက်တစ်ခုကအဲဒီထက်ပိုပြီးတော့ကိုကကောင်းကောင်းလေးပေးခြင်းတဲ့ frequency separation essence ကိုကျွန်တော်တို့ပေးရလုတ်ပေးပေါ့နော်အဲ okay အဲ့ထက်ပိုပြီးတော့ထပ်ပြီးတော့ထပ်လုတ်ပေးခြင်းတဲ့ဆိုလို့ရှိရင် dodge and ban လုတ်တဲ့အပိုင်းလေးပေါ့နော်အဲပြီးရင်တော့ကျွန်တော်တို့ဒီ color grading essence ရှိမယ်အဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီ sharpening လုတ်တဲ့ essence လေးရှိမယ်စသဖြင့်ပေါ့နော်ဒါကတော့ကိုလုတ်ပေးခြင်းတဲ့ essence ပုံမူတည်ပြီးတော့အချိန်နည်းနည်းပဲကြာမယ်အဲမမြန်လဲပြီးရင်ပြီးမယ်ပေါ့နော် okay ါဒါကတော့ဟိုကျွန်တော် portrait သမားတွေအတွက်ပေါ့အဲ့တော့ခံမှန်းချေအားဖြင့်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့အဆင့်တွေကိုတော့မဖြစ်မနေအဲလုတ်တင်တယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကတော့ okay သူတို့ပြီးတော့နောက်တစ်ခုကျွန်တော်ကြံရတာရှိတယ် liquefine လုပ်ပြီး liquefine ကတော့ကျွန်တော်ဓာတ်ပုံ portrait သမားတွေအတွက်မဖြစ်မနေလိုအပ်မဲ့ tools တစ်ခုအနေနဲ့ကျွန်တော်လုတ်ကိုလုတ်ပေးရမယ်တချို့တွေရှိတယ်ကျွန်တော်မျက်နှာလေးကနည်းနည်းဝိုင်းနေအခုမှကျွန်တော်မျက်နှာဆိုလို့ရှိရင်နည်းနည်းကြီးရတယ်မှာပါတော့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်နှာခေါင်းနေကြီးတယ်ဗျအဲ့တော့မျက်လုံးဆိုလို့ရှိရင်လည်းကျွန်တော်မျက်ရည်ကမရှိရတော့ကျွန်တော်မျက်နှာလေးကနည်းနည်းမေးတယ် အဲ့လိုမျက်လုံးမေးတဲ့လူတွေဆိုတော့ကျွန်တော်မျက်နှာလေးချိုးချောက်လဲဝိုင်းနေတာရှိရပေါ့စသဖြင့်ပေါ့နော်အဲ့လို liquefy အနေနဲ့ကျွန်တော်လုပ်ပေးတင်တယ်ပေါ့နော်ဆိုတော့ဒီ portrait တပုံကိုကျွန်တော်ရိုက်ပြီးတော့ဓာတ်ပုံပြင်မဲ့ခါကြာလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့ဒီ cleansing ရှိမယ် frequency separation ရှိမယ် draw ရှင်ဘန်းလောက်တာရှိမယ် liquefy လောက်တာရှိမယ်ကျွန်တော် color grading ပေါ့ color grading မလုပ်ချင်တော့ပါ color correction အဆင့်လောက်နဲ့ကျွန်တော်တို့လုပ်လုပ်လို့ရပါဘောနော်ပြီးရင်နောက်ဆုံးကျွန်တော် shaping လေးလုပ်မှာပေါ့နော်အဲဒီအဆင့်လေးတွေတော့ကျွန်တော်မဖြစ်မနေလုပ်ပေးတင်တယ်ပေါ့နော် ဒါမှလည်းကျွန်တော်တို့ကဒီဒီ level တစ်ခုမှာကျွန်တော် professional ချက်ချက်ကျွန်တော်တို့အလုပ်လုပ်နိုင်မှာပေါ့နော်။ Okay ဒါကတော့ကျွန်တော် portrait မှာကျွန်တော်လုပ်ကိုလုပ်အောင်အဆင်ပေါ့။ပြီးရင်နောက်တစ်ခုကကျွန်တော်ကျွန်တော် wedding events တွေတခြားဒီအဲ events တွေပေါ့နော် events ဆိုတော့တခြားဒီ wedding မဟုတ်ဘဲနဲ့တခြား events တွေရှိမယ်။အဲအဲ့ဒီ events တွေအတွက်ကကြတော့သူတို့ကသူတို့ရဲ့ဒီအလုပ် process ကဘယ်လိုဖြစ်လဲဆိုတော့ဒီနေ့ရိုက်မယ် ြင်အဲ့ပုံကိုတို့ကလည်းတချို့လူတွေကြဒီနေ့ချက်ချင်းပြန်တင်ချင်တာရှိတယ်။ဒါမှမဟုတ်နောက်နေ့တို့မဟုတ်ဘောနော်စသဖြင့်ပေါ့အဲ့လိုချက်ချင်းပြရတဲ့ process တွေပေါ့အဲ့လိုလူစီတွေကြတော့ကျွန်တော်ကခုနကပြောတဲ့အဆင့်တွေကျွန်တော်မလိုအပ်ဘူး။ โอเคအဲ့တော့ကျွန်တော်တို့ကမြင်မြန်တို့ကပုံပွဲတစ်ခွဲမှာ event တစ်ပွဲမှာကျွန်တော်ကပုံယာနဲ့ထောင်နဲ့ချီပြီးတော့ကျွန်တော်ရိုက်ထားတာအဲ့ပုံတွေတော့ကျွန်တော်တို့ဒဗုံကြီးနေစိတ်ပြင်းနေပြီးသွားပြင်နေလို့ရှိရင်ကျွန်တော်တို့လောက်ကလည်းပြီးတော့မှာမဟုတ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးဒီ event တမားတွေ drag ကြတော့ကျွန်တော်ခုနပြောတဲ့ process တွေတော့မလိုအပ်ဘူးအဓိကကသူတို့ကဒီပွဲမှာ exposure မမှန်နဲ့ကျွန်တော်ပုံကိုကောင်းကောင်းလေးရိုက်နိုင်ရိုက်ထားရမယ်အဲ့ရိုက်ထားတဲ့ပုံကိုကျွန်တော်တို့ကဒီ photoshop ဆိုတာထက် လိုင်ရွန်နဲ့သုံးတာကတော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့လိုင်ရွန်ကကြတော့အဓိကကျွန်တော်တို့ပုံနေအားလုံးစုပေါင်းပြီးတော့ကျွန်တော်တို့ဒီလိုဂျင်နဲ့ exposure ဒီเนาะဒီ white ရှိမယ်အဲ highlight ရှိမယ် share လို့ရှိမယ် contrast ရှိမယ်ပေါ့เนาะ exposure ရှိမယ်အဲ့ဒီအပိုင်းလေးတွေကိုကျွန်တော်တို့ကလိုအပ်တဲ့ပုံအရေးအတွက်လိုက်ချက်ချင်းကျွန်တော်ဟို export လုပ်ပေးနိုင်တဲ့ software တစ်ခုပဲပေါ့เนาะအဲအဲ့ဒီနေရာမှာကျွန်တော် Lightroom နဲ့ကျွန်တော်သုံးပြီးတော့ဟိုကျွန်တော်တပုံး ကို copy လုပ်ပြီးတော့ကျန်တဲ့ဟာတွေအကုန်လုံးကျွန်တော်တို့တခါတယ် paste လုပ်ပြီးဒါနဲ့ပုံယာနဲ့ထောင်နဲ့ချပြီးတော့ချက်ချင်းကျွန်တော်တို့ယာနိုင်တယ်အဲအဲ့ဒီ event တမားတွေအတွက်ကကျတော့ကျွန်တော်တို့အဲ့လိုနီးနေပဲကျွန်တော်တို့ကပုံတွေကိုကျွန်တော်တို့ customer ကိုကျွန်တော်တို့ပေးကြတာပေါ့နော်အဲအဲ့မှာမှကျွန်တော်တို့ကအရေးကြီးတဲ့ဒီဟို main event မှာပါတဲ့ဒီဒူကြီးတွေအတွက်ကိုပဲကျွန်တော်တို့ကဒီသင်္ကားပုံတော့ပြင်ပေးရင်တော့လည်းပြင်ပေးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီပွဲတစ်ပွဲလုံးစာအတွက်ဆိုလို့ရှိရင်တော့ဟိုလွယ်လွယ်ကူကူနဲ့ပဲကျွန်တော်တို့ကအဲ့လိုနီးနေပဲကျွန်တော်တို့ကတမုံဆရာတွေကကျွန်တော်ပေးကြတာပေါ့နော် โอเคဒါကတော့ event အတွက်ပေါ့ event ကိုကျွန်တော်တို့ကခုနပြောလို့ကျွန်တော် portrait step တွေတိုင်းကျွန်တော် live ပြင်နေလို့ရှင်မိတ်ဆွေတို့တက်လည်းဘလို့မအဆင်ပြေမှာမဟုတ်ဒါကတော့ကျွန်တော်တို့ကဒီပွဲတစ်ပွဲချင်းစီလိုက်ကျွန်တော်တို့ကဒီလုတ်ပေးတဲ့အဲ retouching အဆင့်လေးတွေကိုကျွန်တော် sharing လုပ်ပေးတာပြီးနောက်တစ်ခုကကျတော့ကျွန်တော် comma share ပေါ့နော် comma share ကျတော့ကျွန်တော်ခုနပြောတဲ့အဲဒီ portrait ကဒီ event on နဲ့ရောမတူတော့ဘူးပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့က comma share တစ်ခုလက်ခံတယ်ဆိုလို့ရှင်အရင်ဆုံးပေါ့နော်ကျွန်တော် client နဲ့ကျွန်တော်တို့စကားပြောကြတယ်ပြီးရင်သူရဲ့ဥမာထားပါတော့ကျွန်တော် mobile phone ပဲဆိုပါဆို mobile phone ဆိုလို့ရှင်အဲ okay ကျွန်တော်ကတော့ဒီ phone ပေါ့သူ phone ကလည်းအနီရောင်လေးဖြစ်ဖြစ်ပါဘောနော် okay ပြီးတော့အဲ့တော့ဒီသူတို့ကတော့ဒီ phone company မှာတော့သူတို့ phone တွေအများကြီးတော့ထုတ်ထုတ်ကောင်းထုတ်နိုင်တယ်ဒါပေမဲ့လက်ရှိသူတို့ကြုံညာမဲ့ phone ကအနီရောင်ပါတဲ့ phone ဖြစ် okay အဲ့တော့ okay အဲ့တော့သူတို့အနီရောင်ပါမယ်အဲ့တော့တေချာတစ်ခုကသူတို့ကျွန်တော်အနီအနီနဲ့ပတ်သက်တာကိုကျွန်တော်တော့တုံးအောင်တုံးရအောင်မယ်ပြီးရင်သူတို့ကဒီ phone ကြုံညာဖို့အတွက်ကိုသူတို့ model သူတို့မှရွေးချယ်တာလည်းမော်ရယ်ရှိမယ်ဗျာအဲ့အဲ့တော့အဲသူတို့လိုချင်တဲ့ပို့ဆိုတာရှိမယ်ဥပမာထားပါတော့အနီးကပ်ကိုလိုချင်တာရှိမယ်အဲမော်ရယ်က activity တစ်ခုခုလုပ်နေတဲ့ပုံပေါ့နော်စသဖြင့်ပေါ့အဲ့လိုမျိုးသူတို့နမူနာလုတ်ထားပြီးသားပေါ့တချို့ကြောင့်လည်း story book ဆွဲပြီးတော့ကျွန်တော်တို့ဒီ move book လို့လည်းခေါ်တော့ပေါ့နော်အဲ့လိုမျိုးနဲ့နီးနဲ့ကျွန်တော်တို့ okay back camera back camera သုံးပေးပေါ့ပြီးလို့ရှိရင်အဲဘလောက် exposure သုံးပေးပြီးတော့နောက်တစ်ခုကအဲပြီးလို့ရှိရင်ဒီ color ဆိုလို့ရှိရင်လည်းဘလို့ဘလို့မျိုးပေါ့နော်သူတို့တို့ကျင်တဲ့ကာလာကုတ်တွေအစားတစ်ခါတည်းပါပြီးသားတွေပေါ့စသဖြင့်ပေါ့အဲ့လိုမျိုးတွေနဲ့အဲ့လိုနီးနဲ့ကျွန်တော်တို့ကဒီ commercial တခုကိုကျွန်တော်တို့ရိုက်ကိုရိုက်ရတယ်ရိုက်တဲ့ခါကျလို့ရှိရင်လည်းသူတို့တတ်မှတ်ထားတဲ့ဒီ lighting ပုံစံစသဖြင့်အဲ့လိုမျိုးပေါ့နော်သူတို့တိတိကျကျကိုသူတို့ဟိုပြင်ဆင်ထားတာပေါ့နော် requirements တွေပေါ့အဲ့ requirement တိုင်းကိုကျွန်တော်ကဓာတ်ပုံရိုက်ပေးရတယ်ရိုက်ပြီးွားရင်လည်းကျွန်တော်အဲ့အဲ့တိုင်းကိုပဲကျွန်တော်တို့ကဒီ retouchings ကိုကျွန်တော်တို့ကပြင်ပေးရတယ်နောက်ဆုံး color code တစ်ခုကအစလွဲလို့မရအောင် ါပေမဲ့ step တွေကကြတော့ခုနကျွန်တော်ပြောတဲ့ခုနပြောသလိုမျိုး portrait ပြင်တဲ့ step တိုင်းကိုကျွန်တော်တို့ပြင်ရမယ်ဒါပေမဲ့ commercial ဖြစ်တဲ့ကြောင့်ဒီထက်ပိုပြီးတော့ glue ဆိုက်ရမယ်အသေးစိတ်ကအစပေါ့မျက်နှာဒီ skin tone ကအစပြီးအင်ကြီး skin tone တွေရှိမယ် sorry အင်ကြီး color code တွေရှိမယ်အဲ့လိုမျိုးဒီအစားတခုချင်းစီကျွန်တော်လွဲလို့မရဟိုမှာသပင်းရောင်ဆိုကျွန်တော်ကအနဲ့ရောင်ရှိရဆိုပါဆိုโอเคအနဲ့ရောင်မဖြစ်ရမယ်အဲ့ဒါကိုကျွန်တော်ကအပြောင်းလို့တပ်ဖြစ်လို့မရစသဖြင့်ပေါ့နော်အဲ့လိုမျိုးနီးနဲ့ commercial ကြတော့ဒီထက်ပို့ပြီးတော့ကျွန်တော် queue site ကပို့ပြီးတော့လည်းအချိန်ပေးရတာပေါ့နော်ချက်ချင်းကျွန်တော်တို့ ရောအခုရိုက်အခုပေးလို့ကျွန်တော်အဆင်မပြေဘူးဗောနော်အဲ့ဆိုကျွန်တော်တို့ကဒီသူတို့ကကြောက်တော့ဒီ commercial ဖြစ်တဲ့ကြောက်ဒီဘေဘုတ်တွေထုတ်ချင်တဲ့ထုတ်မယ်တခြားဗောနော်ဒီဗနိုင်းအကြီးထုတ်ချင်တဲ့ထုတ်မယ်အဲ့လိုတိတိကျကျကျွန်တော်တို့ export တော့ပြရတာဗောနော်ဒါတော့ commercial နဲ့ပတ်သက်တဲ့အပိုင်းဗောဒီဘိုင်းတော့မိတ်ဆွေတို့အတွက်ဟိုချက်ချင်းလှုပ်ချင်ပါလေလှုပ်ရနိုင်တကယ်လို့လှုပ်ရမှုအတွေ့အကြုံရှိတဲ့ခါအဲအတွေ့အကြုံနောက်ပိုင်းပြပြနဲ့ရှိနေရှိသွားနိုင်ဗောဒါကတော့ကျွန်တော်လည်း ဟိုကျွန်တော်တိထားတဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြောပြတာဒီ vibe နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတာမှားရင်လည်းမှားနိုင်တယ်ဟိုတကယ်လို့လူတာရှိသွားမယ်ဆိုလို့ရှိရင်လည်းအဲမိတ်ဆွေတို့အနေနဲ့တိခံပြီးတော့နားထောင်ပေးပါတော့ဒါကတော့ကျွန်တော်တိထားတဲ့လောက်လေးကိုရှင်းပြပေးတာပြီးနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီ pre wedding ပေါ့နော် pre wedding ကကျတော့လေဒုံးလေးတကောင်းပဲအဲကျွန်တော်တို့အဲလူနှစ်ယောက်ပေါ့နော်ဒီမင်္ဂလာမဆောင်ခင်ကျွန်တော်တို့ pre wedding လေရိုက်ကြတယ်သူတို့ရဲ့အလှအဆုံး ဖြစ်မဲ့အရာတစ်ခုကိုတို့လိုချင်လို့ pre wedding လေးရိုက်တာအဲ့တော့အဲ့အတွက်ကြောင့်ကျွန်တော်တို့က pre wedding ပုံတွေကိုလည်းကျွန်တော်တို့ကဒီချက်ချင်းပေါ့နော်ဒီ line နဲ့ကောက်ထည့်ပြီးတော့ရော့အင်းဆိုပြီးကျွန်တော်တို့တော့ပေးလို့မရအောင်အဲ့လိုပဲအဲကျွန်တော်တို့ဒီ pre wedding ရိုက်မယ်ရိုက်ပြီးသွားလို့ကျွန်တော်အဲ့ပုံတွေကိုကျွန်တော်ကွန်ပျူတာထဲထည့်ထည့်ပြီးလို့ရှိရင်ကျွန်တော်ကသူတို့ပုံတွေပြင်တဲ့ခါကျရင် number 1သူတို့လည်းအဲ့လိုပဲမျက်နှာအဆက်ပြောက်တွေကျွန်တော်ဖျောက်ပေးရမယ်ဆိုတော့သူတို့ရဲ့ဒီမလှပမှုတွေကိုလှပခြင်းအတွင်တို့ကပြောင်းနေတာကိုအဲ့အတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဘန်းတွေလုတ်ပေးရမယ်ပြီးရင်မလုပ်ရမလဲဆိုတော့ကျွန်တော်အရေးကြီးတာက liquify ပဲဘာလို့ဆိုတော့ သူတို့ကအပြင်မှာဝိုင်းလဲဝါမှာပူနေပူမှာရှင်လဲရှင်မယ်ဒါပေမဲ့သူတို့ရဲ့ဒီပုံတွေဟိုပြန်ကြည့်တဲ့ခါကျရင်သူတို့ရဲ့ဒီဓာတ်ပုံထဲမှာတော့သူတို့ဝါတာသူတို့မလို့ချင်းဘူးသူတို့ပိန်တာမလို့ချင်းဘူးသူတို့အရက်ပူတာမလို့ချင်းဘူးအဲ့အတွက်ကြောင့်အဲဒီဓာတ်ပုံကကြတော့ကျွန်တော်တို့ကအသေးချာ liquefy ကိုလုံးဝကယူဆိုင်ပြီးတော့ကျွန်တော်လုတ်ကိုလုတ်ပေးရမယ်ပြီးနောက်တစ်ခုကကြတော့သူတို့ရဲ့အသားရောင်အသားရောင်ကအပြင်မှာမဲကျင်မဲမယ်အရန်ဖြူစွန့်လဲစွန့်မယ်โอเคဒါပေမဲ့အရန်ဖြူတဲ့လူရှိရင်တော့လေဒါသူတို့ကတော့โอเคသူတို့ရဲ့ အသားတိုင်းသူလက်ခံနိုင်မှာဒါပေမဲ့တချို့ကျတော့အသားအရင်မဲတာရှိမယ်အသားညိုတာရှိမယ်ဒါပေမဲ့အဲ့လိုလူတွေအတွက်ကကျတော့ကျွန်တော်တို့က client နဲ့ညှိရတာပေါ့နော်သူတို့ကကျတော့ okay ကျွန်တော်ကတော့အပြင်ကတော့မဲတယ်ဒါပေမဲ့ဓာတ်ပုံထဲမှာကျွန်တော်ဖြူချင်းတယ် okay အဲ့ဆိုကျွန်တော်တို့ကအဲ့လိုပုံစံဖြစ်အောင်ကျွန်တော်တို့ကလုပ်ပေးရတာပေါ့နော်ဒါကတော့ဒီ customer ရဲ့ဒီလိုအပ်ချက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကပုံကိုပြုပြင်ပေးရတယ်အဲ့တော့ကျွန်တော်တို့ပြန်ပြောကြည့်မယ် တည်ကြတာကတော့ကျွန်တော်တို့ cleansing လုပ်ကိုလုပ်ရမယ်ပြီး liquefy ကျွန်တော်တို့လုပ်ကိုလုပ်ရမယ်ခန္ဓာကိုယ်ပြုပြင်တည်ဆောက်မှုကကျွန်တော်တို့လုပ်ကိုလုပ်ပေးရပြီးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအဲ fragrance separation ပေါ့တည်ကြတယ်ကျွန်တော်မျက်နှာမှာဆိုလို့ရှိရင်အခုဆိုကျွန်တော်တို့ဒီ clean လုပ်မယ်ဆိုလို့ရှိရင်မင်းတို့တို့အခုလက်ရှိမြင်ရတဲ့အတိုင်းပဲအဆက်ပြောက်တွေရမ်းများတယ်ကျွန်တော်အဆက်ပြောက်ဖြောင်းအောင်ပဲပြီးနောက်တစ်ခုကကြတော့ဒီမှာမမြင်ရတဲ့ဒီအဆက်လေးတွေရှိရပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးကိုကျွန်တော်တို့ကချောမွတ်သွားအောင်ကျွန်တော်ကဒီ fragrance separation ပုတ်ပေးရပါတော့ပြီးနောက်တစ်ခုကကြတော့ဒီ Dodge van ပေါ့နော် Dodge van လို့ခေါ်တယ် Dodge van ရဲ့အသေးစိတ်တွေပါတယ်တော့ကျွန်တော်မပြောတော့ဘူးခေါင်းနာမည်လေးပဲကျွန်တော်ပြောသွားလိုက်မယ် Okay အဲ့လိုမျိုး Dodge van ကျွန်တော်လုတ်ပေးရမယ်ပြီးနောက်တစ်ခုကကြတော့အဲ color correction color grading ပေါ့ထားပါတော့ color grading ကျွန်တော်လုတ်ပေးရမယ်ပေါ့နော်အဲစသဖြင့်အဲခုနပြောတဲ့ step တွေအကုန်လုံးကိုတစ်ခုချင်းစီအသေးစိတ်လုတ်ပေးရမယ်ဒါပေမဲ့တေးကြတာက အဲ liquefy ကတော့ကျွန်တော်တို့အရင်အရေးကြီးရလို့ကျွန်တော်တို့အတွေ့အကြုံကယူဆတယ်။ liquefy တော့မလုပ်ဘူးဆိုလို့ရှိရင်မဲဆွေတွေကအရင်ပြဿနာတက်သွားတယ်။တေချာတစ်ခုက main ကလေးတွေရဗျာ။တို့ရဲ့ဒီလက်မောင်းတွေပါတယ်ဆိုကြီးတာတို့မကြိုက်ဘူး။မျက်နှာဆိုလို့ရှိရင်လည်း V shape ပါတာကိုတော်တော်များများကလိုချင်ကြတယ်။အဲတေချာတာကအဲ့လိုမျိုးွားကြတော့လည်းမွေးကလေးကဘယ်သူမှမပါဘူးလေ။ကျွန်တော်အဲ့တော့じゃဒါမှမဟုတ်တို့ကလည်းဒီလိုမင်္ဂလာဦးအထိမ်းမှတ်နေတဲ့ဒီဓာတ်ပုံမှာ အဲသူတို့အဲ့လိုပုံစံလေးသူတို့ဖြစ်ချင်တယ်ဒါတော့သူတို့ရဲ့အိမ်မက်လေးနော်အပြင်မှာမဖြစ်ရမိမဲ့ဓာတ်ပုံတွေမှာသူတို့ဖြစ်ချင်ကြမှာပဲโอเคအဲ့တိုင်းကျွန်တော်တို့ကလှုပ်လှုပ်ပေးရမယ်အဲ့တော့ဟိုဒါတော့ကျွန်တော်တို့ဒီ retouching နဲ့ပတ်သက်တဲ့ဒီ step တွေကိုကျွန်တော်ကပြောပြတာပေါ့နော်โอเคအဲ့တော့နောက်နောက်နောက်တစ်ခုပေါ့နော်အခက်အခဲတစ်ခုကဘာလဲဆိုတော့ဟိုတည်သားပြီးသားလူတွေတက်ကတော့ပြဿနာမရှိဘူး အခုမှစပြီးတော့ဓာတ်ပုံစပြင်မဲ့လူတွေအတွက်ကဘလို့အခက်အခဲကြုံရနိုင်လဲဆိုတော့ကျွန်တော်တို့ပုံတော်ပုံကိုစပြီးတော့ပြင်တော့ပြင်တယ်โอเคကိုကတော့မူပါပြီးတော့ပြင်တော့ပြင်တယ်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 ဒါပေမဲ့ဘယ်ချိန်မှာအဲ့ပုံကိုအဆုံးသတ်မလဲဆိုတော့ကျွန်တော်တို့ငွေခွဲနိုင်မှာပေါ့ဒါကသူတို့အမှားမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းဓာတ်ပုံစပြီးတော့ဒီရိုက်တဲ့အချိန်မှာပေါ့နော်โอเคဓာတ်ပုံပြင်တယ်မူပါရင်ပါတော့ကျွန်တော်တို့ live ပြင်တယ်ပေါ့နော်အဲ့လိုပြင်ပြင်ပြင်နေဘာဖြစ်လဲဆိုတော့အချိန်တွေက တပုံနိုင်ဝက်လည်းပြင်ပြောရမယ်တနိုင်လည်းပြင်ပြောရမယ်โอเคကို့ပုံကကောင်းရင်လည်းကောင်းမယ်ဆိုးရင်လည်းဆိုးမယ်ဘာလို့လဲကျွန်တော်ကိုယ်တိုင်အသေးချာမသိလို့လေအဲ့လိုမျိုးပြဿနာလေးတော့ရှိတယ်โอเคအဲ့ဒါကကြတော့မိတ်ဆွေတို့ဟိုတခုချင်းစီပေါ့เนาะကျွန်တော်ဒီသုံးဝမဲ့ distance တခုချင်းစီကိုသေချာသဘောမပေါက်လို့လို့ကျွန်တော်ကတော့ယူဆတယ်ဘာလို့ဆိုတော့ထားပါတော့ကျွန်တော်တို့ဒီ cleansing လုပ်တာတော့လူတိုင်းလုပ်တတ်တယ်ဗျာကျွန်တော် tools လေးတွေကျွန်တော်သုံးပြီးတော့လုပ်တယ်ဘယ်အဆင့်မှာခတ်သွားမလဲဆိုတော့ဒီ frequency separation လုပ်တဲ့အပိုင်းရောရှင်ပဲလုပ်တဲ့အပိုင်းအဲ ဲ့နှစ်ခုကလည်းကျွန်တော်ဒီ reduction မှာအခက်ဆုံးပဲပေါ့နော်အဲ့နှစ်ခုကိုရသွားရင်လည်းအဲအရာ step တစ်ခုကိုကျွန်တော်ကြော်သွားသလိုမျိုးပြောလို့ရတယ်ပြောပြောချင်တာဗျာလွယ်လွယ်ကူကူဥပမာပေးရရင်ကျွန်တော် guitar တီးတယ်ဆိုပါစို့ G G round ကောဗျာကျွန်တော်တို့ဒါပါတော့ G E minor တို့ E minor တို့ပါတော့ကျွန်တော်ကင်တက်တယ်ဒါပေမဲ့ F ကိုကျွန်တော်တို့မကင်တက်ဘူးသိကြတာတစ်ခုက guitar စသင်တဲ့လူတွေက F ကင်ဖို့အတွက်တော်တော်ခက်တယ်အဲ့လိုပဲကျွန်တော်တို့ဒီ frequency conservation လောက်တာနဲ့ dotion band ကိုကောင်းကောင်းနားလည်ဖို့အတွက်ကအဲ့လို F ကိုကင်ဖို့ကင်တက် ဖို့အတွက်လို့ခတ်တယ်ဗျာဒီလားဟိုဒီတိုင်းဗျာ tools တွေကတော့ဗျာ online မှာလည်းအများကြီးရှိတယ်ဗျာကျွန်တော်တို့သုံးလို့သုံးသုံးလို့ရတယ်ဗျာဒါပေမဲ့ကိုယ်တိုင်သဘောပေါက်ပြီးတော့ဟိုရသွားအောင်လုပ်ဖို့ကကျွန်တော်တော်တော်လေးချင်းယူရတယ်ပြီးတော့နောက်တစ်ခုကမျက်နှာပုံစံတွေကိုကျွန်တော်တို့အကဲခတ်တတ်ဖို့လိုအပ်တယ်ထားပါတော့ဒီမျက်နှာတစ်ခုမှာတော့အဆင်ပြေသွားတယ်ဒါပေမဲ့နောက်ထပ်မျက်နှာပုံစံတစ်ခုမှာကျတော့ကျွန်တော်တို့ဟိုလုပ်ဖို့အတွက်နည်းနည်းခက်တာပေါ့နော်ရှည်ွားတာတို့ပြီးမေးစီးတွေပျောက်သွားတာတို့ဒီမေးရိုးတွေမရှိတော့တာတို့နှာခေါင်းတွေဆိုလည်းဒီ မရှိတော့တာပေါ့ဒီပယိုးချတဲ့အပိုင်းတွေဆိုမရှိတော့တာတော့စသဖြင့်ပေါ့အဲ့လိုမျိုး step ဒီမှာအရန်ခက်ခဲရောလိမ့်မယ်အဲ့တော့အဲ့လိုမျိုးဖြစ်သွားရလို့ရှိရင်လည်းမိတ်ဆွေတို့ဟိုမကြောက်ဘူးပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးပြောချင်တာအဓိကကတော့ဟိုကိုကဆက်ဆာချင်းမှာတော့တေးကြတယ်ဟိုကိုရဲ့ဒီလှုပ်လိုက်တဲ့အရာတစ်ခုကကောင်းရင်လည်းကောင်းမယ်ဆိုးရင်လည်းဆိုးမယ်ဒါပေမဲ့အချိန်ကြာကြာပါစေတေးချလေး step တစ်ခုချင်းစီကိုတေးချလေးသဘောပေါက်အောင်လှုပ်စီချင်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုကတော့ဒီပုံကို ိုကောင်းအောင်ပဲကျွန်တော်လုပ်နေရယ်ဒါပေမဲ့ဟိုဘယ်လိုပြောအောင်လဲတခုချင်းစီအတိတ်ပဲကိုကျွန်တော်ကောင်းကောင်းနားမလဲဘောနားမလဲပဲねအဲ့လိုပဲအမြဲတမ်းပြင်နေမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အဲ့အဆင့်ကနေတက်ဖို့အတွက်အချိန်တော်တော်ပေးရမှာပေါ့နော်ဒါလေးယူတော့ကျွန်တော်အကြံပြုပေးခြင်းတယ်အဲ့တော့ဟိုတခုချင်းစီကိုအတိတ်ပဲနားလဲအောင်တရားလုပ်ပါပြီးလို့ရှိရင်အဲကိုဘာလုပ်လိုက်တယ်ဆိုတဲ့အရာလေးကိုကျွန်တော်တို့ကသိ ਉ သိတာပဲပြီးနောက်ထပ်နောက်ထပ်ဒီမှာလည်းအဲ့ဒါလေးတွေပြန်ပြီးတော့အသုံးချနိုင်အောင်ကြိုးစားအဲ့လိုနည်းနဲ့ပဲကျွန်တော်တို့ကဒီ step တွေကို တစ်ခုချင်းစီကျွန်တော်တို့ကြော်ဖြတ်ပြီးတော့အဲကိုပိုင် off flow တစ်ခုဖြစ်သွားအောင်ဖြည်းဖြည်းချင်းကျွန်တော်တို့ဒီဆောက်ရမှာပေါ့နော်ဒါလေးတွေကိုကျွန်တော်ဒီနေ့ပြပြချင်တယ်ပေါ့နော်အမှန်တကယ်ကတော့ဒီဘိုင်းနံပါတ်သက်ပြီးတော့ပြောပြစရာတွေကတော့အရှမ်းများတယ်ဒါပေမဲ့ကျွန်တော်လည်းပြောပြောနေနည်းနည်းလေးအချိန်လုံပြီးတော့ဟိုပေါင်ကြော်အောင်မှလည်းကျွန်တော်စိုးရင်တယ်ပေါ့နော်ပြောချင်တာကမေးဆွေလို့နားမလဲဘူးဖြစ်သွားမှလည်းကျွန်တော်စိုးရင်တယ်အဲ့တော့ဒီဗီဒီယိုတော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်လိုက်ပါပေါ့နော် ယ်လို့ကျွန်တော်ပြောတာလေးမှာမိတ်ဆွေတို့နားမလည်တာပါသွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော် comment မှာချက်ရေးပေးပါတော့။ပြီးနောက်တစ်ခုကအဲကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးဖို့ကျွန်တော်ကတောင်းဆိုပါရစေ။ Okay နောက်ထပ်ဗီဒီယိုလေးတွေလည်းမိတ်ဆွေတို့တက်အကျိုးရှိမဲ့ဗီဒီယိုလေးတွေကျွန်တော်ထပ်ပြီးတော့လာပါအောင်မယ်။အားလုံး bye bye နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။